အာဒီနေ့ကျွန်တော်တို့ New Orleans ရောက်တော့ဒီ Voodoo ဆိုင်လေးကိုတွားရောက်လေ့လာဖြစ်တယ်ပေါ့နော်ဒီ New Orleans က American ရဲ့ Voodoo ရင်ကျေးမှုကိုးကွယ်မှုထွန်းကားရဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီ Voodoo ရင်ကျေးမှုက18ရာစု Africa နေပြီးတော့ကျွန်ပြေရွှေ့ပြောင်းလာတဲ့ရင်ကျေးမှုကိုးကွယ်မှုကနေစတာပေါ့နော် ီဗူဒူကာချာကအဓိကအချက်၃ချက်ပါရပေါ့နော်နံပါတ်၁အချက်ကကြတော့နတ်ဖရာကြီးတဲ့ဝိညာဉ်နေနံပါတ်၂ကကြတော့ပူဇော်ပတာပါပေါ့နော်နံပါတ်၃ကကြတော့စေပညာနဲ့ဂါထာပေါ့နော်သူကအဲ့အချက်၃ချက်နဲ့ဒီဗူဒူကာချာကိုသူကဖွဲ့စည်းထားရပေါ့နော်အဲကျွန်တော်ဘာကြောင့်ဒီဗီဒီယိုလေးလောက်ရလဲဆိုလို့ရှိရင်ဒီဗူဒူနဲ့ပတ်သက်ပြီးတော့သူကနှစ်ပေါင်းလဲကြာနေပြီဖြစ်တယ်ယဉ်ကျေးမှုကိုးကွယ်မှုတစ်ခုလည်းဖြစ်တယ်ပေါ့နော် ပြီးတော့သူကဒီအခုနောက်ပိုင်းပြတိုက်တွေမှာလည်းဘဲသွားသွားပေါ့နော်ဒီဗူဒူးယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့တွေ့နေရတယ်သူတို့ရဲ့အတုံးဆောင်တွေသူတို့ရဲ့ရုပ်ထုတွေသူတို့ရဲ့မျက်နှာဖုံးတွေသူတို့ရဲ့အိစေးနဲ့ပတ်သက်တဲ့ဟာမျိုးလေးတွေပါအကုန်လုံးကိုပြတိုက်တွေမှာသူတို့ကပြနေတဲ့အတွက်အကုန်လုံးဗဟုသုတရအောင်ကျွန်တော်ပြောပြလိုက်ခြင်းဖြစ်တယ်ပေါ့နော်โอเคအဲဆိုအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်စီးရ